ဘီအက်စ်အနီကောင်နေနဲ့ဘီအက်စ်အနက်ကောင်နေကြားကစစ်ပွဲနေတာတဲ့နေလေးတနေ့မှာလက်ထက်ပြီးကစားဇုံတွဲတွဲကတော်ရဲကိုပြောပဲစားထွက်ခဲ့ကြပါလေအဲ့ဒီနေ့လယ်မှာပဲစာအုပ်ဖတ်နေတဲ့ကိုဝင်တဲ့မိန်းမကပိုင်နာလာခဲ့ပြီးတော့သူ့ယောက်ျားကိုပြောလိုက်ပါလေသူ့ယောက်ျားကလည်းသူ့ကိုခေါ်ပြီးတော့ပစ္စည်းတွေထည့်ထားတဲ့ချင်းကိုယူကအစားအသောက်တွေခြံထားခဲ့ပြီးတော့ကားစီကိုသွားခဲ့ပါလေအဲ့ဒီနေ့မှာပဲပိုးတော်မှာ၃កောင်ကတော်ရဲမှာမွေးဖွားလာခဲ့ပြီးတော့သူတို့မိဘတွေကအပြန်တင်ပေးခဲ့တော့စူးစမ်းပြီးတင်ယူခဲ့ကြပါလေ။ ဘိုးတော်မလေးတကောင်ကပြုတ်ကျသွားခဲ့ပြီးချင်းတကောင်ကသူ့ကိုလောင်နေတဲ့အတန်ကိုကြားခဲ့ရပါတယ်။ချင်းနေထွက်သွားတဲ့အခါမှာတော့ဘိုးတော်မလေးကပြန်တမ်းမှုထတ်ကြိုးစားခဲ့ပြီးသူ့မိသားစုနဲ့အတူတောထဲမှာပတ်ကြည့်ခဲ့ပါတယ်။မိနစ်ပိုင်းလောက်ကြာတော့သူတို့ကရေကန်ပေါ်မှာပြန်တမ်းနေကြတော့ဘိုးတော်မလေးကခုနကချင်းနဲ့ပြန်တွေ့ခဲ့ပြီးတော့ထပ်ပြီးတော့အလောင်းခံခဲ့ရပါတယ်။စိတ်ရှုပ်သွားတဲ့ပိုးတော်မာကခြင်နောက်ကိုလိုက်ခဲ့ပင်မဲ့လေထောင်ချောက်မိသွားခဲ့ပါတယ်။ ဘိုးတော်မလေးမြေပြင်ပေါ်ဆင်းလိုက်တဲ့အချိန်မှာတော့ဂျင်ကြီးတွေရောက်လာခဲ့ပြီးတော့ကြောင်ပိတ်ထားခဲ့ပါတယ်။အဲဒီအချိန်မှာပဲဘိုးတော်မလေးကထွက်ပြေးဖို့စ조사ခဲ့ပေမဲ့ဂျင်တွေကနောက်ကနေလိုက်ဖမ်းခဲ့ပါတယ်။ဘိုးတော်မလေးကပြန်တန်းနေတော့ကြောက်တုံးနယ်ဝင်တိုက်ကတွင်းထဲကိုပြုတ်ကျသွားတော့ပုံပြသားဖြစ်သွားခဲ့ပါတယ်။ပြုတ်ကျလာတဲ့အချိန်ကြောင့်ဘိုးတော်မလေးကထိခိုက်သွားပြီးတော့တောင်ပံတစ်ဖက်ပြုတ်သွားကအားနေသွားခဲ့ပါတယ်။ရှင်တွေကလည်းသူတို့ရန်သူတည်သွားပြီလားဆိုတာလာစစ်ကြည့်ခဲ့ပြီးတော့တတိလက်နေတဲ့ပိုးတော်မာလေးကိုတွေ့တော့ထွက်သွားခဲ့ကြပါတယ် ရောက်လာတော့မုံတိုင်းကျလာခဲ့ပြီးပိုးတောင်မာလီကနိုးလာခဲ့ပါတယ်။သူကပြန်တန်းလို့မရတော့ဘူးဆိုတာသဘောပေါက်သွားခဲ့ပြီးတော့မျက်လုံးပေါင်းများစွာကြည့်နေသလိုမျိုးခံစားရတဲ့အတွက်ကြောက်နေခဲ့ပါတယ်။သူကတော့ရဲမှာမုံတိုင်းတန်ကနေပုန်းကိုလို့ရမယ့်နေရာတစ်ခုကိုပတ်ရှာခဲ့ပါတယ်။ပိုးတောင်မာလီကမိုရီအောက်မှာပုန်းကိုဖို့ကြိုးစားခဲ့ပေမဲ့မိုရီပေါ်မှာခရူတွေရှိနေပြီးသားဖြစ်တဲ့အတွက်နှင်ထုတ်ခံခဲ့ရပါတယ်။မီတာနည်းနည်းလောက်ထက်လျှောက်သွားပြီးတဲ့အခါမှာတော့ပိုးတော်မာလီကတန်ဖိုးတစ်ခုကိုတွေ့ပြီးတော့အပေါက်ချင်းချင်းလေးတဲကနေဘူးတဲကိုဝင်သွားခဲ့ပါတယ် သူကတယောက်တည်းဖြစ်တဲ့အတွက်ကြောင်းနေခဲ့ပေမဲ့လည်းဒီနေရာကတညတာကုံဆုံးမှုအတွက်အကောင်းဆုံးနေရာဆိုတာကိုတော့သဘောပေါက်သွားခဲ့ပါတယ်။နောက်တစ်ရက်မနက်မှာတော့ဘိုးတော်မာလီကတန်ဘူးနားမှာအင်းဆက်မျိုးစုံတွာလာနေတဲ့အတန်တွေကိုကြားခဲ့ရပါတယ်။မကြခင်မှာပဲအဲ့ဒီတန်ဘူးကရွှေရင်းကြီးမှန်းတိသွားကအကောင်လုံးကဘသူကဝေစုအများဆုံးရတင်လဲဆိုပြီးတော့ငင်းခုန်နေကြတာပဲဖြစ်ပါတယ်။ဗီဂျစ်ဆန်ဘူးကိုတော့မှဂျမ်ဘိုးတွေကလူနေခဲ့ကြပါတယ်။ခဏကြာမှာတော့ပြည့်စိတ်တအုပ်ကရိတ်ခါတချို့ယူပြီးတော့တန်ဘူးနားကိုရောက်လာခဲ့ပါတယ်။ ဲဒီချိန်မှာပဲပြည့်စိတ်တကောင်ဖြစ်တဲ့မန်တစ်ပဲကဒီနေရာမှာစိတ်ဝင်စားစရာတခုခုရှိတာကိုအနက်ခံခဲ့ပြီးတော့သူကသွားကြည့်နေတော့မှပဲသူ့ဖွဲ့ကိုစောင့်နေခိုင်းခဲ့ပါတယ်။ပြည့်စိတ်လာနေတာကိုမြင်တဲ့ပိုးတော်မာလီကတံပိုးတွေကိုဝင်ပုန်းခဲ့ပြီးတော့ပြည့်စိတ်ကလည်းတံပိုးစီကိုသွားခဲ့ပါတယ်။တကြားခဲကိုမြည်ကြည့်ပြီးတော့ပြည့်စိတ်ကဘာလဲဆိုတာသဘောပေါက်သွားခဲ့တဲ့အတွက်သူ့ဖွဲ့ကိုတွင်းစီတကြားခဲတွေတဲဖို့အတွက်လှမ်းခေါ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ပြည့်စိတ်တွေကတောထဲကရှာလာသမျှအစာတွေကိုပြစ်ချခဲ့ပြီးတော့တန်ဖိုးစီကိုသွားကတဲသွားခဲ့ကြပါတယ် အဲ့ဒီချိန်မှာပဲပိုးတော်မာလေးကတော့တန်ဘူးထဲမှာဘာမှမသိဘဲနဲ့ပုန်းနေခဲ့ပါတယ်။သူကတခုခုမားနေပြီဆိုတာသိနေပေမဲ့ပြေးစိတ်တွေကကြောက်တုံးနေရန်ပေါ်ကိုဖြတ်တဲ့အချိန်မှာဘူးထဲကတရားခဲတွေကအကုန်လုံးရွေးကုန်ပါတယ်။ခဏကြာတော့တန်ဘူးကပြုတ်ကျသွားခဲ့ပြီးတော့တရားခဲတွေနဲ့ပိုးတော်မာလေးကအပြင်ကိုထွက်ကြလာခဲ့ပါတယ်။ပြေးစိတ်တွေကလည်းတရားခဲတွေကိုဘူးထဲပြန်ထည့်ကြတော့သူတို့ကပက်လက်လန်နေတဲ့ပိုးတော်မာလေးကိုတွေ့သွားခဲ့ကြပြီးတော့အတက်ပြန်ဖြစ်အောင်လုပ်ဖို့စူးစမ်းခဲ့ပါတယ်။ ဘူတော်မာလီကလန်သွားပြီးတော့ကာကွယ်တဲ့အနေနဲ့အစိမ့်ငွေတွေထုတ်လိုက်တော့ပြေးစိတ်တွေကလည်းလန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ပေါ့တင်ညူတကောင်ပေါ်လာခဲ့ပြီးတော့သူ့စာရှိရာကိုရောက်လာခဲ့ပါတယ်။ပြေးစိတ်တွေကတော့တွေ့မသွားအောင်တကြားခဲတွေနောက်မှာပုံနေခဲ့ပေမဲ့လည်းပေါ့တင်ညူကမြင်သွားခဲ့ပြီးတော့လိုက်ဖမ်းကစားတော့ခဲ့ပါတယ်။ပြေးစိတ်တွေကိုကယ်ဖို့အတွက်ဘူတော်မာလီကတံပိုးစီကိုပြန်သွားပြီးတော့ပေါ့တင်ညူထွက်ပြေးသွားအောင်တံပိုးကိုဒုံဒုံဒုံနဲ့ထုခဲ့ပါတယ်။အတန်တွေကြားလိုက်ရတဲ့ပေါ့တင်ညူကကြောက်ရွံ့သွားကထွက်ပြေးသွားခဲ့ပြီးတော့ ကျန်တဲ့ပြည့်စိတ်တွေကလည်းအသက်ချမ်းသာရာရခဲ့ပါတယ်။သူတို့ကိုကယ်တင်ခဲ့တဲ့အတွက်ယေရှုတင်တဲ့အနေနဲ့ပြည့်စိတ်တွေကပို့တော်မာလီကိုသူတို့အဖွဲ့ထဲကိုဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အခုတော့ပို့တော်မာလီကတယောက်တည်းမဟုတ်တော့ဘဲနဲ့ပြည့်စိတ်တွေနဲ့အတူတူပြည့်စိတ်တွင်းစီကိုလမ်းလျှောက်သွားကြကာခက်ခဲတွေကိုရင်ဆိုင်ခဲ့ကြပါတယ်။မီတာပေါင်းများစွာဝေးကွာတာတော့မှပြည့်စိတ်တွေကဥမင်နဲ့သူတို့တွင်းထဲကအဖွဲ့သားတွေနဲ့ဆက်သွယ်နိုင်ခဲ့ပြီးတော့မကြခင်မှာအိမ်ပြန်ရောက်တော်မယ်ကြောင်ပြောခဲ့ပါတယ်။ ဝေစိတ်တွေကကြောက်ကြူကြောက်ကြားမှာအရာမတန်ဘူးကြီးကိုတေဆောင်ပြီးတော့ရှောက်လန်းလာခဲ့ကြပါတယ်။ကျန်းတက်တဲ့ဗျူတာခေါင်းဆောင်တဲ့ပြည့်စိတ်အနီကောင်တွေကသူတို့ကိုမြင်သွားတော့အနက်ကောင်တွေကိုစားနေရိတ်ခါအတွက်တိုက်ခိုက်ဖို့ဝိုင်းထားခဲ့ပေမဲ့မန်တေဘေကငြိမ်းချမ်းရေးယူခြင်းနဲ့အတွက်တကြားခဲတကဲကိုယူကအနီကောင်တွေစီကိုပြေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အနီကောင်တွေကထွက်သွားခဲ့ပေမဲ့လည်းအနီကောင်တွေကတခဲတဲ့နဲ့မကျေနပ်နိုင်ပဲနဲ့နောက်ကနေလိုက်လာခဲ့ကြပါတယ်။ သူတို့ဘက်ကအန္တရာယ်ရှိနေပြီဆိုတာကိုသဘောပေါက်တဲ့မန်ဒေဘယ်ကထွက်ပြေးဖို့အကြံတစ်ခုကိုစဉ်းစားခဲ့ပြီးတော့ကဘာမီဆွေရကိုတုံးချကတောင်စုံတစ်ခုပေါ်ကနေတန်ဖူးကိုတွန်းချပြီးတော့အကုန်လုံးကိုတက်ခိုင်းကထွက်ပြေးခဲ့ကြပါတယ်။ဒါမဲ့လည်းဖြူတာကအရှုံးမပေးသေးပဲနဲ့အေးဘူးကွန်တစ်ခုတည်းဝင်ကတောင်စုံကနေလိမ့်ဆင်းခဲ့ပါတယ်။သူတို့နှစ်ဘွယ်လုံးကရေကုန်တဲကိုပြုတ်ချသွားကရေစီးနဲ့မျောပါသွားခဲ့ကြပါတယ်။အဲဒီနောက်သူတို့ကရေထဲမှာကြောက်တုံးတွေကိုရှောင်သွားခဲ့ရပြီးအနီကောင်တွေကမိလာတော့အနက်ကောင်တွေရဲ့တန်ဖူးကိုတွန်းထုတ်ပစ်ခဲ့ပါတယ်။ ဲဒီချိန်မှာပဲပိုးတော်မာလီကရေထဲကိုပြုတ်ကျသွားခဲ့ပြီးတော့ရေစီးရီနဲ့မျိုးပါသွားတော့ငါးကောင်ကလိုက်ဖမ်းတဲ့အချိန်မှာရေကူးပြီးတော့ထွက်ပြေးရင်းနဲ့ငါးကကြောက်တုံးကိုကောင်းတဲ့ဝင်ဆောင်မိခဲ့ပါတယ်။ဒါမဲ့လည်းမကြခင်မှာပဲငါးကပြန်ကောင်းလာခဲ့ပြီးတော့နောက်ကနေဆက်လိုက်လာခဲ့ပါတယ်။ငါးကပိုးတော်မာလီနောက်ကိုလိုင်းနေတော့မှာပဲပြည့်စိတ်နဲ့ကောင်တွေကတရားတစင်းလိုတန်းလိုက်ပြီးတော့တကောင်ကိုတကောင်ဆွဲကပိုးတော်မာလီကိုရေထဲကနေဆွဲထုတ်ခဲ့ပါတယ်။သူတို့ကရေတကုံဆုံးကိုရောက်နေပြီဆိုတော့သဘောပေါက်သွားတော့ပြည့်စိတ်တွေကမတေအောင်တန်ဖိုးတွေကိုဝင်ခဲ့ကြပါတယ်။ ပရိစိတ်ဏီကောင်နေနဲ့ခွနကငားကလည်းရေဒီကွန်အောက်ကိုပြုတ်ကျသွားတဲ့သူတို့နောက်ကိုဆက်ပြီးတော့လိုက်လာခဲ့ပါတယ်။အေးဘူးကွန်ကရေထဲကိုမြုပ်သွားခဲ့ပြီးတော့တဲတဲနဲ့သွားတော့အဏီကောင်တွေကထွက်လာရပါတော့တယ်။ငားကလည်းတဲတဲကိုကောင်းဆိုင်သွားခဲ့ပြီးတော့သူ့ကောင်းကိုမထုတ်နိုင်တော့တန်းလန်းကြီးဖြစ်နေခဲ့ပါတယ်။အနက်ကောင်တွေကတော့ရေစီးနှေးသွားတဲ့အချိန်မှာကမ်းပေါ်ကတ်ခဲ့ကြပြီးတော့မန်တေဘယ်တို့ကတန်ဘိုးကိုထားခဲ့ပြီးတော့တကြားခဲတွေကိုတကောင်တကဲစီတဲကခီးဆက်ခဲ့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ လမ်းမှာတော့ဘုတော်မာလီကဒေါ်ရင်မှာပြန်တန်းနေတဲ့သူ့မိသားစုနဲ့ပြန်တွေ့ခဲ့ပြီးတော့အတူတူနေဖို့စဉ်းစားခဲ့ပေမဲ့သူ့မှာတောင်ပန်တစ်ဖက်ပဲရှိနေတဲ့အတွက်မပြန်နိုင်သေးပဲဖြစ်နေခဲ့ပါတယ်။မရှင်မရဲဖြစ်သွားတဲ့သူကပြေးစိတ်အနက်ကောင်တွေစီကိုပြန်သွားခဲ့ပြီးတော့သူတို့နဲ့အတူတူခီးဆက်ခဲ့ပါတယ်။ညရောက်တဲ့အခါမှာတော့သူတို့ကနောက်တရမှ ခီးဆက်ဖို့အတွက်အားရှိအောင်ညမှာအနားယူဖို့လုံခြုံတဲ့နေရာတစ်ခုကိုရှာဖွေခဲ့ရပါတယ်။သူတို့သတိမထားမိတဲ့တစ်ချက်ကတော့ပြေးစိတ်ဒီကောင်တွေကသူတို့နောက်ကိုလိုက်နေသေးပဲဖြစ်ပြီးတော့ လူယူဖို့အတွက်ချိန်ကောင်းကိုစောင့်နေခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ကံကောင်းစွာပဲပိုးတော်မာလီကအလိုက်ခံနေရတာကိုသဘောပေါက်သွားခဲ့ပြီးတော့မန်တက်ဘယ်ကိုအချိန်မီတည်ပြေးနိုင်ခဲ့ပါတယ်။အနောက်ကောင်တွေကလမ်းကိုဖြတ်ကူးခဲ့ကြပြီးကားတစီးလာနေတာကိုမြင်တော့ဖြူတာတို့ဖွဲ့ကကြောက်ရွံ့ကသူတို့ခေါင်းဆောင်ကိုတယောက်ထဲထားခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။သူတို့ကပြည်စိတ်တင်းနေတဲ့ကိုရောက်တော့အလုံသမားပြည်စိတ်တွေကတကြားခဲတွေကိုအထဲယူသွားခဲ့ကြပြီးဘိုးတော်မာလီကဒီနေရာမှာနေဖို့အဆင်မပြေတာကိုမန်တက်ဘယ်ကသဘောပေါက်သွားခဲ့ပါတယ် အဲဒါကြောင့်မန်နေဘယ်ကဘိုးတော်မာလီကိုခေါ်ကာတွင်းထဲကပြေးစိတ်တွေနဲ့မိတ်ဆက်ပေးခဲ့ပြီးတော့သူတို့နဲ့တမိသားစုလဲလို့ခန်းစားရအောင်စူးစမ်းပေးခဲ့ပါတယ်။ပြေးစိတ်လူသမားတွေကအစားနဲ့ရိတ်ခါတွေကိုပြင်မစီကိုတဲလာခဲ့ရပြီးတော့သူတို့ကအချိန်တိုင်းကိုဥရီဥခဲ့ပါတယ်။မန်နေဘယ်ရဲ့အလဲကိုရောက်တဲ့အခါမှာတော့ဘေမာကြီးကတရားကြီးစားလိုက်ရတဲ့အချိန်မှာအင်အားတွေပြေးသွားခဲ့ပြီးတော့ထောင်ထဲချီတဲ့ဥရီဇက်တိုက်ကိုဥခဲ့ပါတယ်။တောင်ဖို့ပြင်မမှာတော့ဖြူတာကပုံနေခဲ့ပြီးရန်သူတွေကိုခြုံကိုတိုက်ခိုက်ဖို့စဉ်းစားနေခဲ့ပါတယ်။ သူ့ရဲ့ရန်သူတွေရဲ့အားနည်းချက်ကိုသိသွားတော့ဖြူဒါကသူ့တွင်းကိုပြန်ခဲ့ပြီးတော့ဘီမာကြီးစီကိုသွားခဲ့ပါတယ်။ဖြူဒါကဖြစ်ခဲ့သမျှအကြောင်းစုံကိုရှင်းပြလိုက်တော့ဘီမာကြီးကစားနဲ့ရိတ်ခါတွေကိုလူယူဖို့အတွက်ပြည်စိတ်အနက်ကောင်တွေကိုစစ်ကြင်ညာဖို့မိန့်ထုတ်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲတချောင်းတွေနဲ့စူးတွေကိုလက်နဲ့ဖြက်ကင်ဆောင်ထားတဲ့ထောင်ထဲချီတဲ့ပြည်စိတ်အနီကောင်တွေကတန်းစီပြီးတော့စစ်တိုက်ဖို့ထွက်ခွာခဲ့ကြပါတယ်။သူတို့ရဲ့ view အရအနက်ကောင်တွေရဲ့တောင်ပို့ကိုညမှာရောက်ရမှာဖြစ်ပြီးတော့အစီအစဉ်တိုင်းဖြစ်ခဲ့ပါတယ် မောင်လာတဲ့အချိန်မှာတော့နှက်ကောင်တွေကတောင်ဘုတ်ကိုပိတ်ပြီးတော့နားယူခဲ့ကြပါတယ်ဘုတော်မာလေးကလည်းအိမ်ဒီတော့မှပဲသူ့မိသားစုနဲ့အတူတူပန်းပင်တွေချားမှပြန်တန်းနိုင်မယ့်နေ့ကိုအိမ်မက်မက်နေခဲ့ပါတယ်အိမ်တော့မှတော့သူကအိမ်မက်ကနေရုတ်တရက်လန်နိုးလာခဲ့ပြီးတော့အပြင်ထွက်ကပြန်တန်းဖို့ထပ်ပြီးတော့စ조사ကြည့်ခဲ့ပါတယ်ဒါမဲ့လည်းသူ့ရဲ့တောင်ပင်တက်ကခုမှထွက်ခါစားပဲရှိသေးတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကိုမကပြန်တန်းဖို့အတွက်မတန်သေးပဲဖြစ်နေခဲ့ပါတယ် ပို့တော်မာလီကစိတ်ပြတ်မသွားဘဲနဲ့မကြခင်မှာပြန်သန်းနိုင်တော့မယ်ဆိုတဲ့အတွေးနဲ့ပျော်သွားကမြူတုခုန်ပေါက်နေခဲ့ပါတယ်။နောက်တည့်မနက်မှာတော့ပြည်စိတ်အင်းက်တွေကငလျင်လှုပ်တယ်မှတ်ပြီးတော့နိုးလာခဲ့ကြပါတယ်။အလုံးရင်းလာနေတဲ့ပြည်စိတ်အနီကောင်စစ်တပ်ကြီးကိုသူတို့ကတွေ့သွားခဲ့ကြပါတယ်။အနီကောင်တွေကလောက်လေးကွာတွေခင်းကွာတွေနဲ့ပိုးသက်ဈေးဘူးတွေပါတည်လာခဲ့ကြပါတယ်။ဒီစစ်ပွဲရဲ့ရည်ရွယ်ချက်ကတော့တရားခဲတွေပဲဖြစ်ပြီးတော့အနီကောင်တွေကလောက်လေးကွာတွေနဲ့အနက်ကောင်တွေရဲ့တောင်မှုကိုလက်နက်ပေါင်းစုံနဲ့ပစ်ခဲ့ပါတယ်။ ဒါမဲ့လည်းနှစ်ကောင်တွေကနကြက်တန်တွေနဲ့ဈေးပြားတွေကိုပြစ်ချတာခုခံကာကွယ်ခဲ့ကြပါတယ်။ဒါမဲ့လည်းနှစ်ကောင်တွေကနိုင်နိုင်ကြီးကတော်တော်လေးကိုနဲနေခဲ့ပြီးတော့လက်နက်တွေကြောင့်သူတို့အိမ်ဖြစ်တဲ့တောင်ပူကြီးကပြစ်စည်းသွားမှာကိုကြည့်မနေခဲ့ကြပါဘူး။သူတို့ကဗီမာကြီးနဲ့အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပြီးတော့မန်နေဘယ်ကတောင်ပူထဲမှာတင်ထားတဲ့မီရှူမီပန်းတွေကိုတွေ့သွားပြီးတော့သုံးဖို့အတွက်အကောင်းဆုံးချိန်ပဲလို့ပြောခဲ့ပါတယ်။ပြည်စိတ်တွေကတောင်ပူထိပ်မှာမီရှူမီပန်းတွေကိုနေရာချနေခဲ့ပြီး အနီကောင်တွေကတော့ထင်းရှူသီးတွေနဲ့တောင်ဘိုးဝင်ပေါက်ကိုစူးစမ်းပြီးတော့ဖွင့်နေခဲ့ကြပါတယ်။အဲဒီနောက်မီဂျစ်ဆန်ဘူးဘော်က၃နီးကိုဖက်ပြီးတော့မန်တေဘယ်ကတခုရဲသောမီဂျစ်ဆန်ကိုယူကာဘူးဘော်ကရန်ဖက်ကိုချစ်ပြီးတော့ပုတ်ကမီတောက်အောင်လုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကမီရှူမီပန်းတစ်ခုကိုရှို့လိုက်ပြီးတော့မီရှူမီပန်းကလေထဲကိုမြောက်တက်သွားပြီးတော့မှမြေကြီးပေါ်ကိုပြန်ကျလာကအနီကောင်တွေပေါ်ကိုတက်တယ်မှန်သွားခဲ့ပါတယ်။ဒါမဲ့လည်းမန်တေဘယ်တယောက်ဂျန်နဲ့မီရှူမီပန်းတွေကိုမရှို့ရသေးခင်မှာပဲမီဂျစ်ဆန်ကငြိမ်းသွားခဲ့ပါတယ်။ ဒါဝတီသွားတဲ့ဗျူဒါကသူ့လူတွေကိုအားပြင်းနဲ့တိုက်ခိုက်ဖို့အမိန်ပေးခဲ့ပါတယ်။ဘိုးတော်မာလီကတော့အနောက်ကောင်တွေအသက်ရှင်ကြံရစ်ဖို့အတွက်တကူရီသောနီလန်းကမီရှုံမီပန်းတွေကိုအသုံးပြုဖို့ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲနောက်သူကမီချစ်ဆန်ဘူးကိုကြည့်လိုက်တော့တော်ရဲမှာတရားခဲတွေနားမှာတွေးခဲ့ဘူးတဲ့ပုံစံတူမီချစ်ဆန်ဘူးကိုတတိယသွားခဲ့ပါတယ်။အဲနောက်မှာတော့ဘိုးတော်မာလီကမီချစ်ဆန်ဘူးကိုသွားယူဖို့ဆုံးဖြတ်ခဲ့ပြီးတော့မန်နေဘယ်ကဘိုးတော်မာလီအန်ရဲ့ကင်းကင်းသွားနိုင်အောင်စက်ကူလေးရင်ပြန်လှုပ်ပေးဖို့သူ့လူတွေကိုအမိန်ပေးခဲ့ပါတယ်။ အနီကောင်တွေကတော့ဘုသက်ဇေဘူးတွေနဲ့ဘိုးတော်မာလေးကိုဖျက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းဘုသက်ဇေကသူတို့ဘော်ကိုပဲပြန်ကြကအကုန်လုံးမာလကီးရသွားခဲ့ပါတယ်ဇက်ကူလေရင်ကအရှင်ကုံသွားပြီးတော့ပြုတ်ကျသွားတဲ့အခါမှာတော့ဘိုးတော်မာလေးကအပြေးဝကြီးထွားလာပြီးဖြစ်တဲ့သူ့ရဲ့တောင်ပိုင်ကြောင့်ဆက်လက်ပြန်သန်းသွားနိုင်ခဲ့ပါတယ်ဒီချိန်မှာတော့ဘိုးတော်မာလေးကအနက်ကောင်တွေအတွက်တကူရီးသော မျောလင်းချက်လေးဖြစ်လာခဲ့ပါတယ်ဘိုးတော်မာလေးကဇလန်းစားခဲ့တဲ့နေရာကိုပြန်သွားခဲ့ပြီးတော့အစာစားဖို့အတွက်ခဏနာကဆက်သွားရင်းနဲ့ သူ့ရဲ့တောင်ပန်တွေကလုံးဝပြန်ကောင်းလာပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ပျော်ပဲစားထွက်ခဲ့တဲ့နေရာကိုရောက်တော့ပိုးတော်မာလီကစားစရာတွေမရှိတော့ပေမဲ့လည်းမိချစ်ဆန်ဘူးကတော့ရှိနေသေးတာကိုတတိထားမိသွားခဲ့ပါတယ်။သူကမိချစ်ဆန်ဘူးကိုမားဖို့ကြိုးစားခဲ့ပေမဲ့မမနိုင်ပဲဖြစ်နေခဲ့ပါတယ်။ယုတ်တည်းပင်ကူတကောင်ကပေါ်လာတဲ့ခါမှာတော့ပိုးတော်မာလီကပုံနေခဲ့ရပြီးပင်ကူကမိချစ်ဆန်ဘူးကိုမကထွက်သွားခဲ့ပေမဲ့ပိုးတော်မာလီကနောက်ကနေလိုက်သွားခဲ့ပါတယ် ။သူ့တငယ်ချင်းတွေကိုကယ်တင်ဖို့အတွက်ကတော့မိရစ်ဆန်တွေရမှာပဲဖြစ်ပါတယ်။ဗိုးတော်မာလီကညာရောက်လာတဲ့အထိပင်းကူနောက်ကိုဆက်လိုက်နေခဲ့ပါတယ်။ပင်းကူကလိုင်ကောင်းတစ်ခုထဲကိုဝင်သွားခဲ့ပြီးတော့ဗိုးတော်မာလီကလည်းမိရစ်ဆန်ဘူးကိုခိုးဖို့အတွက်အထဲဝင်လိုက်ပါတယ်။လိုင်ကောင်းဆုံးကိုရောက်တဲ့အခါမှာတော့ဗိုးတော်မာလီကပင်းကူနေတဲ့အယုတ်အင်ကိုတွေ့ပြီးတော့အံဩသွားကသတိမထားမိအောင်တိုးတိုးတိတ်တိတ်လေးအထဲဝင်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဖားရကောင်ကရိုင်တဲမှာပုံနေပြီးတော့ပင်းကူကိုစားလို့ရမယ့်အခွင့်အရေးကိုစောင့်နေခဲ့ပါတယ် ိုးတော်မာလီလည်းအိမ်လေးကိုပတ်ကြည့်တဲ့အခါမှာတော့ပင်းကူကမီချစ်ဆန်ကိုသူ့ရဲ့ပင်းကူအိမ်ရဲ့ဘောင်းဖြစ်သုံးတာကိုတွေ့သွားခဲ့ပါတယ်။အဲဒီချိန်မှာပဲဖားကပရင်းပေါက်ကနေရောက်လာခဲ့ပြီးတော့ရှာနဲ့ပိုးတော်မာလီကိုလှမ်းဖမ်းခဲ့ပါတယ်။ပိုးတော်မာလီကလည်းဆွဲခံထားရတဲ့ရှာကနေလွတ်မြောက်ဖို့အတွက်အားကျိုးမှန်တဲ့ကိုရုန်းကန်ခဲ့ပါတယ်။တတိထားမိသွားတဲ့ပင်းကူကလန်သွားခဲ့ပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲခြေနေကပူဆိုးလာကပိုးတော်မာလီကပရင်းပေါက်ပေါ်ကိုရောက်သွားခဲ့ပါတယ်။ ဘိုးတော်မလေးကလည်းဘရင်ပေါက်ပေါင်ကိုကင်ထားခဲ့ပြီးတော့ဖားကလည်းစွဲနေတော့အိမ်ကဖားပေါ်ကိုပြုတ်ကျသွားခဲ့ပါလေ။အိမ်နောက်မှာတော့ဘိုးတော်မလေးကတတိလဲသွားပြီးတော့တော်ရဲမှာသူမိသားစုနဲ့အတူတူပြန်တန်းနေတာကိုအိမ်မက်မက်နေခဲ့ပါလေ။တတိယလာတဲ့အခါမှာတော့ပင်ကူကသူ့ကိုကယ်တင်ထားတာကိုသဘောပေါက်သွားခဲ့ပြီးတော့ပင်ကူကသူ့ကိုအတီးကျွေးခဲ့ပါလေ။စားတော့ပြီးတဲ့အခါမှာတော့ဘိုးတော်မလေးကသူ့တငယ်ချင်းတွေကိုကယ်ဖို့အတွက်မိကျစံဘူးကိုယူသွားမှရမယ်ကြောင်းပြောခဲ့ပြီးပင်ကူကလည်းသဘောတူခဲ့ရပါလေ။ အခုတော့မီးခြေဆံကနေသွားတဲ့အတွက်ဘူးကပေါ်သွားခဲ့ပြီးတော့ပိုးတော်မာလေးကလည်းမနိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။မီးခြေဆံဘူးကိုရောက်အောင်ယူနိုင်ခဲ့ပြီဖြစ်ပေမဲ့လည်းပိုးတော်မာလေးကတော့တောင်မိုးစီကိုအချိန်မီရောက်ဖို့အတွက်ခီးဆက်ရအောင်မှာပဲဖြစ်ပါတယ်။သူကတောင်မိုးစီကိုကြာကြီးနေမှရောက်မယ်ဆိုရင် နောက်ကျသွားမှာပဲဖြစ်ပြီးတော့အနီကောင်တွေကစစ်ပွဲကိုနိုင်ရသွားမှာပဲဖြစ်ပါတယ်။လမ်းမှာတော့ပိုးတော်မာလေးကတခြားပိုးတော်မာလေးတကောင်ကိုဝိုင်းထားတဲ့အချင်းတွေကိုတွေ့ခဲ့ပြီး ူ့ကိုတောင်းပန်ကြောင်းလုပ်ခဲ့တဲ့ရှင်စုပ်တွေမှန်သိသွားခဲ့ပါတယ်။ဘူတော်မာလီလည်းဒေါသထွက်သွားကမီးရစ်ဆန်ဘူးကိုလွှတ်ချခဲ့ပြီးတော့ရှင်စုပ်တွေနဲ့သွားပြီးတော့ရင်ဆိုင်ခဲ့ပါတယ်။ဘူတော်မာလီကရှင်နေကောင်းမျက်နှာတက်တဲ့ကိုအီးပေါက်ပြီးတော့ထောင်ချောက်ထဲဝင်လာအောင်ဖျားယောင်းခဲ့ပါတယ်။ပထမဆုံးအနေနဲ့ဘူတော်မာလီကရှင်တွေကို ပင်းကိုအိမ်မှာညှိပြီးတော့ပိတ်မိနေအောင်ကြံရွယ်ခဲ့ပေမဲ့ရှင်တွေကအ мян ပြန်တန်းတော့လွတ်လာခဲ့ပါတယ်။ဒုတိယနေ့ကတော့ရှင်တွေကိုကားလမ်းပေါ်ခေါ်သွားခဲ့ပြီးတော့မောင်းလာတဲ့ကားတစ်စီးကို တွေ့တော့ ပို့တော့မာလီကတက်တက်ဝင်သိုးသွားခဲ့ပြီးအနားရောက်မှကတ်ဆောင်ခဲ့ပါတယ်။ဒါမဲ့လေဂျင်တွေကတော့မရှောင်နိုင်ဘဲနဲ့ကားကိုဝင်တိုက်တာပြုတ်ကျသေးဆုံးသွားခဲ့ရပါတယ်။ဂျင်တွေကိုရှင်းပြီးတော့ပို့တော့မာလီကသူ့မျိုးကိုဆင်ပြေလားလို့လာကြည့်ပြီးတော့ကျေးဇူးတင်တဲ့အနေနဲ့အနမ်းပေးပြီးနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ပို့တော့မာလီကမကြခင်မှာပြန်တွေ့မယ်လို့ကြေပေးခဲ့ပြီးတော့တာဝန်ကိုဆောင်ရွက်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။တောင်မုကဖြစ်စည်းခံထားရပြီးတော့အနောက်ကောင်တွေရှုံးနေတော့မဲ့အချိန်မှာသူတို့ကမိကျဆန်ဘူးကိုတည်ပြီးတော့ရောက်လာတဲ့ပို့တော်မာလေးရဲ့အတန်ကိုကြားခဲ့ရပါတယ်။ စစ်ပွဲစားတာလဲ24နှစ်တည်းရဲ့ကြော်သွားခဲ့ပြီဖြစ်ပြီးတော့ပိုးတော်မာလေးကိုနှုတ်ဆက်ပြီးတော့မန်တက်ဘဲတို့ကမီရှူမီဘန်းနေအကုန်လုံးကိုတပြိုင်တည်းရှို့ခဲ့ကြပါတယ်မီရှူမီဘန်းနေကတောင်မိုးပက်လယ်မှာဝဲနေခဲ့ကြပြီးတော့တချို့ကကောင်းငင်ပေါ်မှာပေါက်ကွဲသွားကာလှပသွားခဲ့ပါတယ်ဒါမဲ့လည်းအများစုကမြေပြင်ပေါ်ကြကာပေါက်ကွဲသွားခဲ့ပြီးတော့အနီကောင်တွေရဲ့ပိုးသက်ဆေးဘူးတွေကပါအပူချိန်ကြောင့်ပေါက်ကွဲထွက်သွားခဲ့ပါတယ်အများစုကသေဆုံးသွားခဲ့ရတဲ့အတွက်ဖြူတာတို့လည်းတက်ဆုပ်ပြန်ဖို့ပဲရွေးချယ်ခဲ့ရပါတယ် အခုတော့စစ်ပွဲပြီးသွားတာတော့မှမိကဆက်လောင်နေတဲ့အတွက်ဘလို့နှိမ့်သက်ရမလဲဆိုတာပြဿနာဖြစ်လာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲတော်ရဲကမိခိုးတွေကိုမြင်သွားတဲ့လူသားတွေကလေရင်တစည်းလွတ်ပြီးတော့နှိမ့်လိုက်တော့ပြည့်စိတ်တွေအကုန်လုံးလည်းအသက်ချမ်းသာရာရသွားခဲ့ပါတယ်။နောက်တစ်မိနစ်မှာတော့ပြည့်စိတ်တွေကတွင်းတွေကနေထွက်လာခဲ့ကြပြီးတော့သူတို့ရဲ့တောင်ဖို့ကိုကြည့်နေခဲ့ကြပါတယ်။စစ်ပွဲပြီးလာပိုင်းလောက်ကြာမှာတော့ပိုးတော်မာလီကမိသားစုထူထောင်ပြီးဖြစ်ကာ သူကလေးတွေကိုအပြန်တင်ပေးနေခဲ့ပြီးတော့သူ့အိမ်မက်ထဲကအတိုင်းပန်းတွေချားမှအတူတူပြန်တန်းနေခဲ့ကြပါတယ်။အဲဒီချိန်မှာပဲပြည်စိတ်တွေကတော့မကြခင်မှာဆောင်းရသည်ရောက်လာတော့မှဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့သူတို့တောင်ဖို့ကိုပြန်လည်တိစောက်နေခဲ့ကြပါတယ်။အကကဲတွေကိုတူတူဖျက်ချော်ပြီးတဲ့နောက်မှာတော့မန်တက်ပဲနဲ့ပိုးတောင်မာလေးတို့ကဘယ်တော့မှခွဲမသွားမဲ့အကောင်းဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျကြီးစုပေးခဲ့တဲ့တူးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။